ဟိမင်းထက်ဟိမင်းထက်နော်ဆရာဒေးဗစ်လာတို့ဖွင့်စီရနဲ့ဘာဖြစ်လို့ထွက်သွားတယ်လဲဆိုတော့ဒီ common sense နဲ့တွေးကြည့်မယ်ဆိုရင်တော့ပြီးတော့ဗီဒီယိုထွက်လာတဲ့ဟာလေးတွေနဲ့ချီးကြည့်မယ်ဆိုတော့လွယ်လွယ်လေးနော်အဖြေဟာနော်ကြည့်ကြည့်ဒီနေရာမှာဘယ်လိုဘယ်လိုစပြီးဘယ်လိုဖြစ်လာတယ်လဲဆိုတာတို့နှစ်ယောက်ရဲ့တို့တွေရဲ့အကြောင်းတွေဘယ်လိုဖြစ်လာတယ်လဲဆိုတာဒီဗီဒီယိုမှာခဏကြည့်အောင်အဲ့ဆရာကျွန်တော်စာပို့လာတယ်ငါတို့နှစ်ယောက်ကအဆင်မပြေဘူးအဲ့တော့ကိုယူပါယုံနဲ့ကိုကိုကို ရောက်ပါကိုကိုကိုသွားပါငါနဲ့ဆက်မသွားပါနဲ့အော်ကျွန်တော်ဘာဖြစ်လို့လဲပေါ့โอเคရတယ်အဲ့ဒါဆိုလဲပြီးွားပြီပေါ့ပြီးပါပြီပေါ့ပြီးပါပြီပေါ့ဒါပေမဲ့နောက်ကွယ်မှာကျွန်တော်ဟာတဲ့ကျွန်တော်ကတဲ့ထိန်းလို့မရဘူးတဲ့အမှုပညာရှင်တွေဟာ celebrity တွေကိုတဲ့မခေါ်ဘူးတဲ့နောက်ဆိုရင် သူတို့တွေကအရန်တရားဟောခြင်းတယ်အဲ့တော့သူ့ရဲ့စကားကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကနာမည်အရန်ကြီးခြင်းလို့သူ့နောက်ကိုလိုက်ပြီးတော့ဖျားပွဲတွေလိုက်ဆူပေးတယ်လိုက်ပြီးတော့မှကတ်နေတယ်ဆိုတဲ့ပုံစံမျိုးဖြစ်မသွားဘူးလားโอเคเนาะဒီမှာအကုန်လုံးရှင်းပြပေးတယ်ပေါ့เนาะသူတို့ဆရာဒေးဗစ်လာဒီလိုစာရေးလာတယ်ပေါ့เนาะ ဘာဖြစ်လို့ဒီလိုစာရေးလာတယ်လဲဆိုတာကသူကဖះစီရနဲ့ revelation တစ်တွေရလို့အာဒီကောင်နဲ့မပေါင်းသင့်ဘူးမပေါင်းရတော့ဘူးပေါင်းလို့မရတော့ဘူးသူတို့တွေကပါညာဖြစ်နေတဲ့ဆိုတော်တွေက celebrity တွေပါဖြစ်နေတဲ့ဆိုတော့ကိုလန်းကိုရှောင်ဖို့ပြောပါပါညာဖះစီရနဲ့ revelation တွေပါရနေလို့ဆရာဒေးဗစ်လာအဲ့လိုပြောလာတာမဟုတ်ဘူးနော်ဘာဖြစ်လို့အဲ့လိုပြောလာတယ်လဲဆိုရင် not not video တခုမှဒီကျွန်တော်ပြပေးမယ်ပေါ့နော်ဒီ heyman tag ကို heyman tag ကသူကဒီစံစာစံစာသူရှင်းပြပေးတယ်ပေါ့နော် ဲ့ဒါကြည့်ချင်းအဖြစ်ဩဘာဖြစ်လို့ဆရာဒေဗစ်လာဘာဖြစ်လို့အဲ့လိုသူ့ကိုဘာဖြစ်လို့အဲ့လိုပြောသွားတာလဲဆိုတော့ကောင်းကောင်းနားလည်ရတယ်ဘာဖြစ်လို့လဲဆိုရင်တော့ဆရာဒေဗစ်လာတို့ပြောနေတဲ့သူတို့အဖွဲ့တွေပြောနေတဲ့ကျန်းစာသူ့ context နဲ့မယူဘဲနဲ့ရားနေတဲ့နားကိုကုတ်ကုတ်ပေးနေတဲ့ဒီဘာလဲဒီယေရှုရဲ့ညီလန်းတွေပေါ့နော်ယေရှုရဲ့ညီလန်းတွေကျွန်တော်တို့ဘယ်လိုချမ်းသာအောင်မြင်ရမယ်လောကမှာအဲညီလန်းတွေကိုအဲ အနီလန်တွေကိုဒီကျန်းစာအလွဲလွဲတုံးပြီးတော့အနီလန်တွေပျောနေတဲ့ဟောနေတဲ့နီလန်တွေကိုဒီဗာလေကိုရဲဟိမင်းထက်ကသူကသူ့ဗီဒီယိုဒီနောက်ထပ်ဗီဒီယိုပြပေးမဲ့ဟာကကြတော့ဟိုဇူလိုင်လမှာဇူလိုင်လမှာရိုက်ထားတဲ့အတင်ထားတဲ့ဗီဒီယိုတစ်ခုပဲအဲ့ဒါကကြာသွားပြီဒီဆိုတော့ဒီအခုဖြစ်တာလဲကိစ္စနဲ့ကိစ္စမတိုင်ခင်မှာဖြစ်ဖြစ်ဖြစ်နေတဲ့အာဟို post နေတဲ့ဗီဒီယိုတစ်ခုပေါ့နော် သူ့သူ့ video လေးကျွန်တော်ကြည့်လည်းမရှိဘူးသူဘယ်သူလဲကျွန်တော်တိလည်းမသိဘူးဟိုင်မင်ထက်ကတခါတလေပေါ်လာတယ်ဒါပေမဲ့ခရုမစိုက်ဘူးဒီဟိုမှာဆရာဒေးဗစ်လာနဲ့တချင်းနေဆိုပေါ်လာတယ်ဒါပေမဲ့ဒီတိုင်းပဲပါမလည်းခရုမစိုက်ဘူးဒါပေမဲ့နောက်ဆုံးတော့ဒီလို video တွေသူလှုပ်လာပြီးတော့သူဆရာဒေးဗစ်လာနဲ့အပတ်သက်တဲ့အကြောင်းပြောလာတဲ့အချိန်မှာကျွန်တော်သူ့ video တွေတွားကြည့်တယ်ပေါ့ page မှာနော်ဒီ i come across ဒီသူ့ရဲ့ဟွာမှာဗီဒီယိုတစ်ခုမှာသူကစမ်းစာရှင်းပြနေတာအဲ့နေရာမှာကျွန်တော်တွေ့လိုက်တာအော် တီဟာတွေကြောင့်ကိုဒီလိုမျိုးသူ့ရဲ့ပြောဆိုချက်နော်သူ့ပါဇက်မလုံချင်းနော်ကိုရဲမီတက်ကသူ့ပါဇက်မလုံချင်းသူ့ရဲ့ပြောဆိုချင်းသူ့ရဲ့ဒီလိုမျိုးဟောချက်ချင်းတွေကြောင့်ဆာဒေဗစ်လာသူ့နင်းထိုးလိုက်တာလို့သိရတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီ second video ကျွန်တော်ပြပေးတဲ့နေရာမှာသူကစံစာရှင်းပြတယ်ပေါ့နော်အဲ့နေရာမှာသူကပြောသွားတယ်ရားနေတဲ့ကုတ်ပေးရားနေတဲ့နားကိုကုတ်ပေးဖို့အတွက်ပဲအာလူတွေကဆရာဆရာတင်ပြီးတော့လူလူတွေကဆရာတွေကိုလိုက်ရှာနေပြီးတော့နော်လူ ိုဆရာဆရာတင်ပြီးတော့နေလာကြတော့မယ် sound doctrine theology တွေကိုတကယ်တမန်တန်ကျမ်းစာကိုလူတွေကကြိုက်တော့မှမဟုတ်ဘူးပါညာဆိုပြီးတော့เนาะအဲ့ဒီအကြောင်းတွေသူကရှင်းပြနေတယ်အဲ့ဒါကဟိုးဇူလိုင်လမှာเนาะဖြစ်နေတဲ့ post နေတဲ့ video တခုเนาะအဲ့ဒါမျိုးတွေသူလှုပ်လာလို့ကိုဆရာဒေးဗစ်လာအဲ့ဒါတော့တွေ့ပြီးတော့ဟာဒီကောင်ဒီကောင်အဲ့လိုမျိုးတမန်တရားတွေပြောလာရင်ကျွန်တော်နောက်လိုက်တဲ့သူတွေကမျက်စိပွန့်လာမယ်ဆိုတော့ကျွန်တော်ပြောနေတဲ့အရာတွေကို critical ဖြစ်လာပြီးတော့သူတို့တွေက ပုတ်ခတ်လာမယ်ပါညာဆိုပြီးတော့ तू ကလူမရှုံးချင်ဘူးသူ့ရဲ့ follower တွေမရှုံးချင်ဘူးပြီးတော့ Heyman Tech ကဒီလိုမျိုးဗီဒီယိုတွေလုတ်ပြီးတော့ jump bike တွေစမ်းစာတွေရှင်းပြခြင်းအားဖြင့်တကယ့်တမာတရားရှင်းပြခြင်းအားဖြင့်တကယ့်တမာတရားကို तू ကကောင်းအဲ့လိုမျိုးမြင်လာခြင်းအားဖြင့်เนาะလူငယ်တွေကเนาะဆရာ David La ရဲ့တရားတွင်တွင်ချက်တွေကို jump bike တွေကိုသူ့ရဲ့ context နဲ့မဖတ်ပဲနဲ့အလွယ်လွယ်တွေတုံးနေတဲ့ jump bike တွေကို critical thinking ဖြစ်လာပြီးတော့ critical critical thinking mind နဲ့ဟို ဟွာလာပြီးတော့ကျန်းစာလဲသူ့ context နဲ့ဖတ်လာလို့ရှိရင်ဆရာဒေးဗစ်လာကိုသူတို့ကဒီဟာဒီဆရာကတကယ်တမန်တရားကိုတွင်တင်နေဆရာမဟုတ်ဘူးဆိုတာတိလာမှာကြောက်နေလို့ကြောက်နေလို့သူကနော်အဲ့လိုမျိုးတွေသူ့နာမည်ထိလာမှာသူကြောက်နေလို့နော်အဲ့လိုမျိုးတွေမဖြစ်ခင်မှာဟိမန်ထက်ကိုတခါတဲ့ကန်ထုတ်ပလိုက်တာအဲ့လိုဖြစ်သွားတယ်ပေါ့နော်ဒီ second video မှာသူရှင်းပြသွားတယ်ပေါ့နော်ကျွန်တော်အများအပြားပြောပြောနေလျှက်ပဲနော် sound natural theology လူတွေက နောက်ဆုံးကာလနှီးလာတဲ့လူတွေကနားလေချင်တော့မှခွလည်းမဆိုင်တော့ဘူးเนาะရားနေရဲ့နားကိုပြေဖို့အတွက်ကုတ်ပေးဖို့အတွက်ဆရာတွေလူတွေကိုဆရာဆရာတင်ပြီးတော့အဲ့လိုမျိုးလူတွေကနေလာတော့မှဖျားချောင်းနေမှာအဲ့လိုပြောတဲ့အတိုင်းပဲလူငယ်တွေကတိုးတက်ခြင်းအောင်မြင်ခြင်းနဲ့လူတွေဒီလောကမှာအခုတော့ဆိုတော့ covid တလာတော့ပိုဆိုးတာပေါ့လူတွေကအကုန်လုံး broke ဖြစ်နေတော့เนาะဒီပါလေလူငယ်တွေဆိုရင်တော့မိမယောက်ျားလည်းမယူသေးဘူးဆိုတော့ဟာကျွန်တော်ညီမကပါလေ အနာကဘယ်လိုရှိမလဲအဲ့ဒါတွေ curiosity ဖြစ် curious ဖြစ်နေရင်းနဲ့เนาะဒီသူတို့တွေရဲ့ဘုရားတခင်မှာ promise ပေးထား promise မပေးလုံးဝမပေးထားတဲ့ဒီ false hope တွေเนาะ false promise တွေဒီဆရာတွေရဲ့ပေးနေတဲ့ຢာတွေလေဟာကျမစင်မအောင်မြင်စင်မပါညာအာမင်အာမင်ဒါပဲထူးတယ်လူတွေဒါပဲကြိုက်တယ်ဆိုတော့အာဒီ heaven tech ကပေါ့เนาะအဲ့ဒီလိုမျိုးမနေရအောင်เนาะဟွာတွေလိုပေတိလူပေတိလူမျိုးတွေလိုပေါ့เนาะဒီစံစာဘသူပဲလာဟောလာဟောเนาะ မန်လာမားတာအဲ့ဒါကျွန်တော်တို့စမ်းစာပြန်ကြည့်ပြီးတော့ကိုယ့်ကိုဖတ်ပြီးတော့ပြန်စစ်ရအောင်ဆိုပြီးတော့အဲ့လိုမျိုးတွေဗီဒီယိုတွေလုတ်ထားတယ်သူကအဲ့သူကစမ်းစာစမ်းစာအတိုင်းသူကအဲ့လိုမြင်တတ်ပြီးတော့เนาะ discernment နဲ့မြင်တတ်ပြီးတော့သူကပြောလာတာနဲ့ဒီဆရာ David လာရဲ့နာမည်ထိလာတော့မှလေနောက်ဆိုရင်တော့မတူတော့ဘူးလေသူတို့တွေကသူတို့ရဲ့ယုံကြည်ခြင်းနဲ့မတူတော့ဘူးလေအဲ့ဒါကြည်ချင်းအဖြစ်လေအဲ့ဒါကြောင့်ဆရာ David လာတီလုံးဒီအရမဖြစ်ခင်မှာသူကเนาะတခါတည်းအဲ့လိုမျိုးတွေမဖြစ်လာခင်မှာတခါတည်းကန်ထုတ်ပလိုက်တာဖြစ်တယ်ပေါ့နော် 好，把这片 d v d e o 记下。Down. အမောင်ဆုံးအနေနဲ့ကျွန်တော်ကျမ်းပိုက်တစ်ခုကိုကျွန်တော်ဖတ်ချင်တယ်အဲ့ဒါပါလဲဆိုတော့နှစ်တီမောသေးခန်းကြီး၄ရပိုက်ငယ်၃ကနေပြီးတော့၅အထိဖြစ်တယ်။တောင်းမူကနောင်ကာလာနိုင်လူတို့ဒီစင်ကြဲသောဩဝါဒကိုနားမခံနိုင်ပဲရာတတ်သောနားရှိလေမိမိတက်မှတ်ခြင်းအတိုင်းများပြသောဆရာဒုနောက်သူလိုက်ကြလိမ့်မည်။လေးတမာတရားကိုနားမထောင်ပဲဒဏ္ဍာရီစကားကိုနားထောင်၍လမ်းလွဲသွားကြလိမ့်မည်။တင်မူကအရာရာ၌တမာတတိရှိစေလော့။တမာတရားဘယ်လိုပြောလဲဆိုတော့နောင်ကာလာမှာတဲ့လူတွေကတဲ့တမာတရားကိုနားမခံနိုင်ပဲရာတတ်သောနားရှိပြီးတော့မှာတဲ့မိမိအလိုတိုင်းဆရာ တို့နောက်ကိုလိုက်ကြလိမ့်မယ်။နောင်ကာလဆိုတာဒီကာလကိုပြောတာဖြစ်တယ်။စင်ကြဲတဲ့ဩဝါဒတကယ်တမာတရားလို့ခေါ်တဲ့စင်ကြဲတဲ့ဩဝါဒကိုတဲ့နားမခံနိုင်တော့ဘဲနဲ့မိမိတက်မှတ်ခြင်းတိုင်းကျွန်တော်တို့လူချင်းနဲ့ဆန္ဒတွေတိုင်းနဲ့ညားပြသောစရာတွေနောက်ကိုလိုက်ကြလိမ့်မယ်တဲ့။အဲ့တော့ဥပမာမိမိတက်မှတ်ခြင်းကကိုယ့်ရဲ့တက်မှတ်ခြင်းကအဲဥပမာအောင်မြင်ခြင်းဖြစ်တယ်ဆိုလို့ရှိရင်အောင်မြင်ခြင်းနဲ့ဆိုင်တဲ့စရာနောက်ကိုလိုက်မယ်။အဲကိုယ့်ရဲ့တက်မှတ်ခြင်းကငွေကြေးနဲ့ပတ်သက်တာလည်းဆိုလို့ရှိရင်ငွေကြေးနဲ့ဆိုင်တဲ့စရာနောက်ကိုလိုက်မယ်။ကိုယ့်ရဲ့တက်မှတ်ခြင်းကတကူးနဲ့ဆိုင်တဲ့အရာဆိုလို့ရှိရင်တကူးနဲ့ဆိုင်သောစရာနောက်ကိုလိုက်ကြလိမ့်မယ်တဲ့။အပိုင်းငယ်လေးမှာဘယ်လိုဆက်ပြောလဲ ဲဆိုတော့ဒန်နာယီစကားကိုနားထောင်၍လမ်းလွဲသွားကြလိမ့်မယ်ဒန်နာယီစကားကိုနားထောင်၍လွဲသွားကြလိမ့်မယ်တဲ့အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့တမာတရားမဟုတ်ပဲねကျွန်တော်တို့ကြားကျင်တဲ့အရာတွေကျွန်တော်တို့ရဲ့ခေါင်းထဲမှာရှိကျွန်တော်တို့အတွေ့အထဲမှာရှိတဲ့ဒန်နာယီစံနဲ့လုံးဝ genuine drama ဖြစ်တဲ့အဲ့ဒီအရာတွေနောက်ကိုလိုက်ရင်းနဲ့ပဲကျွန်တော်လမ်းလွဲသွားကြလိမ့်မယ်တဲ့နမအပိုင်ငင်ကမှာဘယ်လိုပြောလဲဆိုတော့တင်မူပါတမာသတိရှိစီလို့ရတယ်ကျွန်တော်တို့ကဘာရှိရမလဲဆိုတော့တမာသတိဆိုတာတမာတရားစစ်မှန်တဲ့စင်ချေတဲ့ဩဝါဒဖျားစကားအစစ်မှန်ကိုကျွန်တော်တို့ဒီမှာရှိဖို့လိုတယ် ဒီလိုမျိုးစံစာတွေရှင်းပြခြင်းအဖြစ်ဆရာဒေးဗစ်လိုက်ဆရာဒေးဗစ်လိုက်တွင်တင်ခြင်းတွေကိုတွားစော်ကားနေလို့ဖြစ်သွားတယ်ပေါ့တွားထိနေလို့ဖြစ်သွားတယ်ပေါ့နော် he can have that အဲ့လိုမျိုးရှိလို့မဖြစ်ဘူးသူ့ရဲ့သူ့ရဲ့အဖွဲ့တွေမှာအဲ့လိုမျိုးလူကိုအဟိမန်တက်လိုမျိုး နော်ဒီစံစာသူ့ context နဲ့ဖတ်ပြီးတော့ရှင်းပြလာတဲ့လူကိုရှိလို့မရဘူးသူတို့အဖွဲ့တွေမှာရှိနေရင်နော်သူတို့ရဲ့ narrative နော် သူတို့ဟောလာတဲ့ကျမ်းသူတို့ဟောလာတဲ့ကျမ်းပိုက်ကိုလွယ်လွယ်သုံးပြီးဟောလာတဲ့ narrative အကုန်လုံး sermon အကုန်လုံးတွေကဒီဘယ်လိုလဲလကားဖြစ်သွားပြီပေါ့လုံးဝမမှန်တော့ဘူးလေတားတွေကဒီနှစ်ခုကမမှန်နိုင်ဘူးလေဆရာဒေဗီလာတို့ဟောနေတဲ့တရားတွေနဲ့ဒီအခုနကျမ်းစာကိုရှင်းပြနေတဲ့အရာတွေကဒါကရှိလို့မရဘူးအတူတူအတူတူ exist လို့မရဘူးမဖြစ်လို့လေဆိုတော့ဒီဟိုဖက်ဟိုဖက်ကဆရာတို့ဆရာဒေဗီလာတို့ဟောနေတဲ့အရာကသူ context လည်းမဟုတ်ဘူးရားနေတဲ့နားကိုကုတ်ပေးနေတာ နော်ကျန်းစာပြောတဲ့အတိုင်းပေါ့နော်ဒီလိုဖြစ်လာမယ်ဆိုတဲ့အတိုင်းသူတို့တွေကဖြစ်လာတာအဲအဲ့လိုမျိုးဖြစ်နေတော့ he can have that နော်ဟိမင်တက်ကိုသူ့အဖွဲ့မှာနေခိုင်းလို့မရတော့ဘူးအဲ့ဒါကြောင့်간ထုတ်တာဖြစ်တယ်ပေါ့နော်ပါဖြစ်ဟိမင်တက်ရှင်းပြနေတဲ့အရာတွေကမှန်တယ်နော်ကျန်းစာကိုကျွန်တော်တို့ပြီးတော့ချုပ်ဗီဒီယိုတွေမှာသူပြောတယ်အာကျန်းစာကိုဒီပါလေကြိုက်တာမကြိုက်တာမရွေးရဘူးနော်မှန်တယ်မမှန်တယ်အဲ့ဒါရွေးရမယ်ပေါ့နော် 啊，家里多大？你爸妈偏爱你讲几句话噻？